ုတ်ကဲ့ဒီဟာတော့ဟိုတတိယအမေမေပေါ့နော်အဲသူကတော့မေးထားတာတော့ IVF မှာတဲ့အမျိုးသားဤအခန်းကဏ္ဍကိုတဲ့သိချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုပေါ့လေဟိုအမျိုးသားဤကကြတော့တော့ဟိုကျွန်တော်အများကြီးစားတယ်ပေါ့သူကကြောဟိုယောက်ျားယောက်ျားမာနာပေါ့သူကတော့သူကအားလုံးအဆင်ပြေမယ်လို့သူကထင်ထားကြတယ်ဟုတ်ကဲ့အမျိုးသမီးကကြတော့စိတ်ရှည်ကြတယ်အဲသူကလက်ခံကြတယ်အမျိုးသားကြတော့တခါကျရင်သူကဟိုသူကကောင်းနေလို့ပဲထင်ကြတယ်ပေါ့ဟုတ်တကယ်ကျွန်တော်တို့ဒီ IVF လုပ်တဲ့အခါကျတော့ ဒီ percentage အကြီးတစ်ခုကအမျိုးသားဘက်ကအားနည်းနေအောင်တွေ့ရတယ်။အမျိုးသမီးဘက်မဟုတ်။ဟောဆိုလိုချင်တာဒီ process ကြီးတစ်ခုကအမျိုးသားအမျိုးသမီးကိုနှစ်ယောက်လုံးပူးပေါင်းပြီးလုပ်မှရတော့နော်။ဟုတ်ကဲ့။အဲအမျိုးသားဆိုတော့ကျွန်တော် အမျိုးသားရဲ့ထုံးစံတဲ့ပေါ့ဗျာဆီလေးတောက်တယ်၊ရက်တောက်တယ်၊ကွန်စာတယ်စသည်ဖြစ်ပေါ့နော်။အဲအဲ့လိုမျိုးလေးဖြစ်နေတော့အလုံး stress ကြီးပေါ့ဗျာအမျိုးသားရဲ့ကြောက် stress ကြီးအများတော့။အဲအဲ့အဲ့လိုက်အကုန်လုံးပေါင်းဆက်ပြီးသူတို့တော့ပူးပေးမှာနည်းနည်းလေးအားနည်းနေတတ်တယ်။ အားနေနေဆိုအားနေဆိုအားနေဆိုဟိုပါဘောနော်ဟိုအကောင်ကြီးနေတာဖြစ်ဖြစ်နောက်ပြီးလှုပ်ရှားမှုအကောင်ကြီးနေတာဖြစ်ဖြစ်နောက်ပုံမှန်တယ်မမှန်တာဖြစ်ဖြစ်ပေါ့အဲအဲ့လိုအခြေအနေမျိုးကအကြိုင်ဒီအမျိုးသားရဲ့အခန်းကဏ္ဍကတော့ဟိုသူတို့ဘက်ကဒီအမျိုးသားဘက်ကနေပြီးတော့နည်းနည်းအားနေချက်တွေကျွန်တော်တွေ့တော့တွေ့တဲ့အခါကျရင်သူတို့ခုနပြောတဲ့ဟို life change changes ပေါ့ဟိုစေတီတောက်တာရှုံမယ် ုံစားတယ်ရှုံးမယ်။နောက်အရက်တောက်တာရှုံးမယ်။အဲစသည်ဖြင့်ပေါ့နော်။အာကစားရေလောက်ပိုင်းမင်းဟုတ်ဆရာ။အဲအဲ့လိုအပိုင်းတွေကိုသူတို့လိုက်ပြီးတော့ life time change လုပ်ရတယ်။နောက်ကလိုအပ်တဲ့စေးတွေပေါ့။စေးတွေစေးဘွားတွေပေးရတယ်။အဲအဲ့လိုမျိုးကြမှာပဲ။သူကဒီအမျိုးသားရဲ့တပူကကောင်းတယ်။ဒါကတော့သူ့ရဲ့ကိုကိုယ်တိုင်ပေါ့နော်။နောက်တစ်ခုကတော့ IVF ရဲ့ဟိုကကြတော့ဒီအမျိုးသမီးတွေကလုပ်ရတာဟိုသွားရဲ့ process ကများတယ်။ဘာလို့မမျိုးကြီးလာအောင်လုပ်ရဖြစ်တဲ့အတွက်စေးတွေနေတိုင်းထိုးရတယ်။အဲစေးစေးကိုစေးကရတယ် ခဏခဏပြရတာဗောနော်အဲကြတော့သူတို့ဒီဟော်မုန်းတွေရ changes တွေဖြစ်တဲ့ခါကျတော့သူ emotional ဖြစ်တယ်နောက်ကအစတည်းကဒီကလေးတွေပါမရတဲ့ခါကျသူက stress တွေအစတည်းအမျိုးသမီးမှာရှိနေပြီးသားဗောနော်ဟုတ်ပဝင်းကျင်ရဲ့ဟိုဟာကြီးကလည်းမြားလာပါဆရာတော်တည့်တဲ့အတိုင်းပဲအဲ့တော့ဒီအမျိုးသားရကျတော့ဒီဟာကို support လုပ်ပေးရမယ်ပေါ့အမျိုးသမီးကို support လုပ်ပေးရမယ်အဲသူတို့ကလည်းပြောဒီစေထိုးတဲ့ကိစ္စကြီးကျွန်တော်နိုင်ငံခြားမှာဆိုရင်ဒီစေထိုးတော့အမျိုးသားရစေထိုးပေး ။အဲသူတို့တင်သွားတယ်အိမ်မှာထိုးပေးစေ။အဲတောင်မှမထိုးပြဘူး။လက်မောင်းမှာထိုး။လက်မောင်းကျွန်တော်တို့တော့အများကြီးတော့ around epilepticus ပေါ့။ဆိုဒီဘိုက်မှာထိုးတာမျိုး။ဟုတ်ကဲ့။စီချိုသမားရဲ့စီချိုလိုပဲစီချိုလို။အမျိုးသားရအဲ့ပိုင်းကိုသူတို့ဝင်ပြီးတော့ဟိုဖေးဖေးမှလုတ်ပေးရမှာပေါ့နော်ဟိုသွားပို့ဂျိုလေးလုတ်ပေးမယ်အဲသူအမြင်နဲ့ပါလာပေးမယ်အဲမိကုန်းလေးသူကလည်းဝင်မေးပေးမယ်ဆိုရင်အမျိုးသမီးရ stress တော်များကိုသူကဝင်ပြီးတော့ယူလိုက်တယ်လို့ပဲဘာဖြစ်လို့ IVF ရဲ့ ဟို process ကြီးတစ်ခုလောအမျိုးသမီးဘက်ကလောက်ရတာရတယ်ဟုတ်ကဲ့ဘမမျိုးစုထိုးအောင်မယ်စိတ်ထိုးအောင်မယ်အဲကိုယ်ဝင်ပြန်ဆောင်အောင်မယ်အဲ့လိုမျိုးဘောတော့ဆရာဟိုများတဲ့ခါကျတော့အမျိုးသားတော့တုပ်ဖို့သူကသူကောင်းအောင်လုပ်မယ် life change change လုပ်မယ်အဲ့အပြင် plus ခုနဟာလေးသူကဝင်ပြီးတော့ဖိဖိမှုမှလုပ်ပေးရမှာပေါ့ဆရာအဲ့ဒီခါကျရင်တော့ဒီ process က stress နည်းလာလေဒီအောင်မျိုးရံခိုင်တော့ကလည်းပိုပြီးများလာတတ်တဲ့ဆရာအဲ့ ဒါဆိုပြင်ဆင်တာပေါ့နော်ဆရာအခုရှင်းပြသွားတာက IPM မလုပ်ခင်အမျိုးသားပြင်ဆင်ဆရာဆရာရဲ့အတွေ့အကြုံရပါတော့ဘလောက် duration ပြင်ဆင်အောင်မြင်တဲ့ IPF ပြရလဲပြောတာမျိုးသားရ life sign ချင်းရမယ်ဆေးလေးဖြည့်ရမယ်ကွန်ကွန်ဖြည့်ရမယ်ပေါ့နော်3လလားဒါမှမဟုတ်အဲအဲ2လအဲလိုမျိုးအဲကျတော့ IPF ကကျတော့လေးချဟိုဘာပေါ်မူတည်လဲဆိုတော့တူးချင်းပေါ်အရင်ဟိုဟိုဟာဖြစ်တယ်ဆရာပုံသေးနီးတစ်ခုလို့ကျွန်တော်တို့မရှိဘူးဖြစ်တယ်ဥပမာ အမျိုးသားဟိုမောင်ဖြူအဲမောင်ဝါပေါ့ဇာမောင်ဖြူကလည်းအသက်30မောင်မောင်ကလည်းအသက်30နှစ်ယောက်လုံးလည်းစိတ်လေးတောက်တယ်ဒါပေမဲ့သူတို့ရဲ့တုပ်ဖို့အခြေအနေကမတူပြဲဟဲ့သူကတော့ဒီလောက်တော့နားလိုက်ရလောက်တယ်သူကတော့ဘယ်လောက်ထိနားရမလဲပဲစီပေးရမလဲအဲ့လိုတောင်းတောင်းဟို individualize အရင်ဖြစ်တော့ဝယ်ဆရာအဲ့တော့ဟိုနည်းနည်းလေးပြောဟိုပြောရမယ်ဆိုရင်တော့တုပ်ပိုးတစ်ခုကအဲတစ်ခုကိုပြန်ကောင်းမှုဆိုရင်ပေါ့ result လေးတစ်ခုချိန်မှုဆိုရင် ကျွန်တော်က3လလောက်အချိန်ယူရတတ်တယ်။ဒါပေမဲ့အဲ့ဒါလည်းလူတန်းအောင်မဟုတ်။အဲချို့ကြတော့နည်းနည်းလေးကောင်းနေဆိုရင် maybe 3လလောက်ကျွန်တော် moment နိုင်သူ့ရဲ့ဟာဒီကကောင်းလာတတ်တယ်။ချို့ကြတော့ဆရာအချိန်သိမ့်မရှိဘူး။အချိန်မရှိတော့ဘူးဗောနော်။တယောက်တယောက်မတူဥမာဒီမော်တာလေးဆရာကိုရီးယားနေပြန်လာပြီးအလုပ်လုပ်ပြီးပြန်လာတဲ့သူအချိန်သိမ့်မရှိတော့ဆရာ modify လုပ်သူကနေဟိုတစ်နှစ်လောက်ပြန်သွားရှင်မှာအမျိုးသမီးရဲ့အသက်ကတစ်နှစ်ပိုကြီးွာ။ကြီးလာလေလေသူ့ရဲ့အောင်မြင်မှုရခိုင်တော့နေလာလေ။အဲ့တော့ကျွန်တော်က very individualized ဆိုဖြစ်တယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ဆရာဒါတော့ဗောနော်ဟိုမေကောနံပါတ်ဟို၄ဗောနော်ဆရာမေကောနံပါတ်၄မှာသူမေးထားတာတော့ဆရာရဲ့ IVF procedure မှာတဲ့မမျိုးဥရောက်ယူဖို့ဟော်မုန်းဆေးတွေကိုတဲ့ဘလို့တဲ့အသုံးပြုရပါတယ်ဟုတ်ကဲ့ဆရာဟုတ် IVF process ကိုခုနကပြောလို့ဗောနော်ဟိုပြင်ဆင်နိုင်အကုန်လုံးပြီးသွားပြီအဲကျွန်တော်ကစပြီးလုပ်တော့မယ်ဆိုရင်ကျွန်တော်ကဘယ်ရက်လောက်ကိုလာရလဲဆိုတော့ယာဒီ ဒုတိယရက်လောက်ကိုလာဒုတိယရက်ဒုတိယဘာလို့ဒုတိယဖြစ်အဲဒုတိယဆိုဒီနေ့လာရင်မနေ့ပြန်မို့စေဩဒုတိယရက် second day second day of menstrual cycle ဒီနေ့သွေးစင်းနေဆိုရင်မနေ့ပြန်အရောက်လာဒါမှမဟုတ် တတိယနေ့ထိရပါတယ်တကယ်တမ်းတော့လေ day 2 day 3အဲ့လောက်ထိရပါတယ်အဲ့အချိန်မှာဘာကြောင့်ဟိုဟာဖြစ်လဲဆိုတော့ကျွန်တော်ခေါ်လဲဆိုတော့အဲ့အချိန်ကျရင်သူကဒီ ovarian cyst တွေနောက်ပြီးတော့ရင်ဒီမမျိုးတွေကဘယ်လောက်လောက်ကြီးလာမလဲဆိုတော့ကျွန်တော်သိလာနိုင်တယ် အဲ့ချင်းကြ IPF ကိုစတင်မစတင်ဘူးတခါကျရင်အချို့မျိုးသမီးဒေတူးတော့မှလာခါကျဒီအရေးအိတ်တွေရှိနေမယ်ဆိုကျွန်တော်လုံးလုံးမရပြန်အာဘာဖြစ်တော့အဲ့ဒီဒေတူးဒေ3မှာအရေးအိတ်ကမရှိသင့်ဘူးပေါ့ဆရာအဲ့တချက်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော် IPF တော်လို့မယ်ဆိုသူဘယ်နှလုံးလောက်ရှိလဲပေါ့အမမျိုးအဲတစ်ဖက်မှာ၄လုံးတစ်ဖက်မှာ၅လုံးစသည်ဖြင့်အဲ့ဒါကိုကျွန်တော်တိုင်းတော့အဲ့ချင်းမှာတော့တိတိလေးပဲရှိသေး maybe 4 to 8 mm လောက်ပဲရှိသေးအဲ့8 mm လောက်ရှိရဲ့အလုံးလေးကိုကျွန်တော်မှတ်ထားလိုက်တော့အမှတ်ထားပြီးကျွန်တော်ကစေးစားထိုးတော့ တော့ day 2လောက်ရင်စေစာထိုးတယ်2 3 4 5 6အဲ့လိုထိုးလေးဆိုတော့ရှင်သူကအကျန်းအဖြစ်တော့7ရက်လောက်ထိထိုးလို့ရ7 7ရက်ထိထိုးလို့ရဒါပေမဲ့ကျွန်တော်ကတဲ့သူ့ရဲ့ response ပေါ်မူတရားပေါ့။တယောက်ကတော့စေးထိုးလိုက်တယ်။ကိုယ့်ရဲ့မျောင်းနေမှာကျွန်တော်လိုချင်တဲ့မာမျိုးအရွယ်စားပေါ့။ကျွန်တော်လိုချင်တဲ့မာမျိုးအရွယ်စားကတော့အကျန်းအဖြစ်တော့16မီလီမီတာလောက်ထိလိုချင်တာ။16မီလီမီတာကိုကျွန်တော်က3လောက်ထိလိုချင်တယ်။3လောက်3လောက်ရောက်ပြီဆိုရင်ကျွန်တော်က ဒီဟိုမမျိုးစုပ်တဲ့ဘက်ကိုကျွန်တော်ကသွားတယ်။တော့အကြမ်းပြင်းတော့ day 2လောက်မှစထိုးတယ်။နှစ်3-4ဇက်တိုက်ထိုးတယ်။ဂျာထဲမှာဒီဟိုဒီ factory specialist နဲ့ဟိုရက်ချင်းလေးပြပြလာပြရတယ်။လာပြတဲ့ခါကျရင်တို့ဒီမမျိုးကဘလောက်ကြီးလာနေပေါ့။အဲ့ပုံမူတည်ပြီးတော့ကျွန်တော်ကဆေးကိုတိုးတာရှိရယ်၊ရှော့တာရှိရယ်၊တက်ထဲတာမျိုးရှိရယ်။နော်။အဲ့ဒါတော့ပေါင်းမမျိုးကြီးစီပေါ့။နောက် D6 7လောက်ကြရင်အကြီးလာရင်မမျိုးကိုမကြွေဝအောင်ဘာလို့ဆိုတော့တဘာဝအဖြစ်မမျိုးကကြီးလာပြီးကြွေမအောင်ဟုတ်တယ်အဲ့တော့ကျွန်တော်ကထေးစီအနောက်ကလိုက်ချရတယ်ဟောအဲ့ဆို day 1 2 3 day 4 5 6 6လောက်ဆိုရင်ကျွန်တော်ကထေးစီထေးလိုက်ချတာရှိရင်အဲ့ကြောင့်တော့မတူပြန်အောင်အဲ့ဟိုအရွယ်စားပုံမူတည်တော့ဟုတ်ဟုတ်အဲ့တော့ကျွန်တော်အဲ့ဒါလေးထည့်မယ်ထည့်ပြီးသွားရင်ကျွန်တော်ဆေးဆက်ထိုးတယ်ထည့်ပြီးဆိုရင်ကျွန်တော်နှစ်မျိုးဖြစ်သွားမှာပေါ့အစီအဲ့ချိန်ကြီးနှစ်မျိုးထိုးအောင်ကြီးစီ မကြီးသေးရဲ့ချိန်စီရဲ့အဲ့ဒါထိုးထိုးရင်းနဲ့ခုနကကျွန်တော်လိုချင်တဲ့16မီလီမီတာကို3လုံးလောက်ပေါ့အဲအနည်းဆုံး3လုံးပေါ့အဲ့ပေါ်မူတည်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကအဲမှဲ့စီလို့ခေါ်တော့ပေါ့အဲမှဲ့စီအဲကျွေတော့ကျွေစီလို့ခေါ်ရတဲ့သူ့ကို maturity ကိုပြည့်သွားတဲ့ဟာစီပေါ့ maturity ပြည့်သွားစီကိုထိုးတယ်အဲစီထိုးပြီးတော့34 to 36 hour ပေါ့34 to 36နာရီလောက်မှာကျွန်တော်တို့ကဒီမမျိုးကိုအကုန်လုံးဆုတ်ထိုးလိုက်တယ်ဆုတ်ထိုးလိုက်အဲ့တော့ အကျန်းအပြင်တော့ဆေးချိုးတဲ့အချိန်ရဆိုရင်ကျွန်တော်ဆယ်ရက်ကနေ12ရက်ကြာလောက်ဆေးချိုးတယ်။အော်မမျိုးစုတ်တာတော့14ရက်မြောင်းနေ့လောက်မှစုတ်လေးစုတ်တတ်ရှိတယ်။အဲလဲခုနကမေးမကွာနေပဲ။ဟုတ်တယ်ဆရာဆက်တယ်။ပြောအဲသူကကြတော့ဟိုပါပေါ့နော်ဟိုဒီမမျိုးစုတ်တဲ့ processor ကကြတော့သူကကြတော့ဟိုပါမေးစင်းနဲ့လောက်တာ။မေးစင်းနဲ့မေးစင်းနဲ့ဆိုပေမဲ့လည်း very short ကြီးပေါ့ဆရာ AC တတ်တာလောက်ပါ။ဟုတ်ကဲ့။အဲပြီးွားရင် under the sterile procedure မှာပဲ။ ။သူကကြောက်ဒီမိမကိုထဲမှာရိုက်တဲ့ outer sound guide လို့တော့ပေါ့ဆရာ။ဆိုတော့ outer sound ရိုက်တဲ့ outer sound ပုံမှာကျွန်တော်ကနေတယ်ဟိုဟာတင်လိုက်တော့ပေါ့။တင်ပြီးအဲ့ဒီလိုတစင် guide နဲ့ guide နဲ့ကျွန်တော်ကအော်ပေါ့နေတယ် guide ပုံမှာပါပြီးသားပေါ့။အဲ့ဒါနဲ့ကျွန်တော်ကဒီ trend vagina screen ကနေပြီးအဲ့ကောင်လေးတစ်ခုတစ်ခုဆုပ်ထုတ်တော့။ဆုပ်ထုတ်ပြီးွားရတဲ့သူက37 degree မှာရှိရဲ့ကျုပ်ထဲကိုကျွန်တော်ကအဲ့ကအဲ့လိုထည့်လိုက်တယ်။ အဲထည့်လိုက်ပြီးသွားရင်ဆိုအဲ့မှာရှေ့ရလာပြီဆိုတော့ဒီမမျိုးအရေးလေးကိုဆက်အရေးလေးကိုကျွန်တော်က embryologist ဆိုတဲ့ဒိဋ္ဌပညာရှင်ရဲ့အခိုင်အတန့်ကိုကျွန်တော်ပို့လိုက်တော့အဲဒိဋ္ဌပညာရှင်ကနေပြီးတော့အဲ့ဒီအထဲမှာရှိရမမျိုးလေးကိုသူကရှာဟုတ်ကဲ့ရှာတဲ့အခါကျတော့အဲအမှဘယ်နှလုံးရလဲပေါ့မမျိုး၄လုံးရမယ်၁၀လုံးရမယ်၁၅လုံးရမယ်စသည်ဖြစ်တယ်အဲ့လိုရတဲ့မမျိုးလေးကိုသူကနှစ်နာရီလောက်ခဏသူ maturity ပြည့်အောင်စောင့်ပြီးွားတယ်ခုနပြောအဖေဘက်ကလာတယ် ုတ်ပိုးနဲ့ဓာတ်ရဲ့ပေါင်းပေးလိုက်တယ်ပေါင်းပေးလိုက်ပေါင်းတဲ့နီးမှလည်းဆရာနှစ်နီးရှိတယ်နီးကတော့ IVF လို့ခေါ်တဲ့ဒီမမျိုးရဲ့ဘေးနားမှာမျိုးသားရဲ့တုတ်ပိုးကိုချပေးလိုက်တော့အဲ့တော့သဘာဝအော်ဒီအဝိုင်းလေးပေးတာမှာဟိုကောင်လေးတွေချပေးချပေးလိုက်တန်းနဲ့ချီပြီးချပေးချပေးတဲ့အခါကျတော့သူကအဲ့ထက်ကိုတူတူသဘာဝအဖြစ်စိတ်ဝင်သွားပြီးအတ္တမှာဆုံးတုတ်ပိုးကအထက်ရောက်သွားမှာဟုတ်ကဲ့အဲ့တော့သဘာဝနဲ့အရင်စင်နောက်တစ်ခုတော့ကျွန်တော်စံတယ်မှာတုံးတာတော့ ဒီ AC တို့ခေါ်ပေါ့ ICSI တို့ခေါ်ပေါ့အဲ AC ကကြတော့မလုပ်တာလဲဆိုတော့မျိုးသားအဲ့ထဲမှာမှတုပ်ပိုးထဲမှာမှကျွန်တော်တို့အတန်မာဆုံးလို့ယူဆတုပ်ပိုးကျွန်တော်တို့ရှာပြီးယူလိုက်ပြီးတော့ဒီမမျိုးဥတွေကိုကျွန်တော်တို့ထည့်ထည့်ပေးလိုက်တာပေါင်းပေါင်းပေးလိုက်တာဟောပို့အနုဆိုင်ဆန်တာအဲတော့အနုဆိုင်ဆန်တယ်တော့ပို့ပြီးတဲ့ဟိုဟာဖြစ်တာပေါ့အောင်မြင်မှုရန်ကန်တို့ပုံများနိုင်တယ်ဘလို့လူတွေမှာပုံများနိုင်တယ်ဆိုတော့အမျိုးသားတုပ်ပိုးအားနည်းလူမှာပုံများနိုင်တယ်သူအစတည်းက တဘောအဖြစ်ရဖို့ခဲရင်းတဲ့လူဟုတ်ကဲ့ခဲရင်းတဲ့လူတွေကကြောင့်ဘီနာမှာသွားချလို့အထဲကိုမဝင်ဝိုင်းကျတော့ IVF ကဟိုအဆင်မပြေဘူးပေါ့အဲ့တော့ကျွန်တော်စင်တာမှာတော့အဲ AC နီးပညာကိုကျွန်တော်တုံးတယ် origin မှာတော့အဲ့ကောင်ဒဲထည့်ပေးတဲ့ခါကျတော့ဟောဒီ fertilization ကိုခေါ်တဲ့ဒီပေါင်းစည်းမှုကပို့ပြီးမြန်ဆန်တယ်ပို့ပြီးမြန်ဆန်ဟုတ်ကဲ့ဒါဆိုရင်ဒီမိကောပြန်ပြီးတော့ဟိုအချင်းချောက်ရမယ်ဆိုရင်ဆေးထိုးတာတော့အနည်းဆုံးတော့3မျိုးပေါ့နော်အဲဆေးထိုးတော့3မျိုးထိုးတော့ဟုတ်တယ်ဆရာ တုံမျိုးချွဲဟာအောင်မြင်သွားရင်တော့ဆရာခုနကပြောသလိုဒါကတော့ processor fail သွားရင်ပါဆရာ fail ဆိုရင်တော့ဘယ်အချိန်မှာကျွန်တော်တို့ကဟိုပါဘောနော်ဒီစေးထိုးတော့ရက်လေဆိုတာရှိတယ်။ညက်လေဆိုတော့ပမာဆုံးကျွန်တော်တို့က9ရက်ထိုးပြီးသွားအချိန်မှာသူ့ရဲ့ဟာကိုပြန်တိုင်းကြည့်တာဗောနော်။တိုင်းကြည့်တဲ့ခါကျရင်ဟိုအဲ့အချိန်မှာလေကျွန်တော်ဟော်မုန်းတွေကျွန်တော်သူ့ရဲ့ဖောက်ကြည့်သေးတယ်။ဖောက်ကြည့်တဲ့ခါကျရင်ခါကျရင်ချို့မျိုးသမီးမှာဒီအောင် response မလုပ်တဲ့မျိုးသမီးရှိတယ်။ ော့ဥမာကျွန်တော်တို့ကျွန်တော်တို့သုံးတဲ့ဆေးက3မျိုးရဲ့4မျိုးလောက်တည်းရှယ်ချို့ကြတော့ဥမာ300ထွေး response လုပ်တဲ့လူရှိရယ်200ထွေး response လုပ်တဲ့လူရှိရယ်စသည်ဖြစ်ဘူးအဲကျွန်တော်တို့ကတော့အဲ့လေးကိုဥမာဟိုမျိုးသမီးရဲ့အသက် body weight သူ AMA ခုနကပြောမာမျိုးလက်ကျန်လေးဟုတ်ကဲ့နောက် anthropological count လို့ခေါ်တဲ့မာမျိုးလက်ကျန်ဘယ်နှလုံးကျွန်တော် ultrasound မှာတွေ့ရဘူးအဲ့ပုံမူတည်ကျွန်တော်တို့မှာတွေ့တဲ့ calculator လေးရှိတယ်။အဲ့လိုမျိုးတွက်ပြီးကျွန်တော်ထိုးလိုက်တာပဲ။ဟုတ်ကဲ့။လူတိုင်းကတော့အဲ့ပုံသင်နည်းတဲ့ကိုကျွန်တော်ထည့်လိုက်တာပေါ့နော်။ဒါပေမဲ့အဲခုနပြောလိုပဲမဖြူနဲ့မဝါလိုပဲ။မဖြူတဲ့ဒီရပဲ။မဝါတဲ့ဒီရပဲ။ဆေးထိုးလိုက်မဖြူက response ပြီးမဝါ response မလုပ်တာရှိတယ်။ဟုတ်ကဲ့။အဲ့လိုအခြေအနေမျိုးဆိုရင်ကျွန်တော်ကဒီလောက်ရက်လိုက်ရတာပေါ့။အော်ဒီလောက်။သူကဟိုကျွန်တော်ကအမှန်တမ်းပြောရင် fail လို့ကျွန်တော်ကသိမသုံးချင်သေးဘူး fail လို့အဲ့ချိန်ကျတော့ကျွန်တော် response မလုပ်ဘူးရတယ်နောက်တစ်ခြားဆေးရှိသေးတယ် ကျစီအမျိုးသားမတူတဲ့စီအမျိုးသားကျွန်တော်ပြန်ပြောင်းသွားဒါမှမဟုတ်ဒီလောက်225ထိုးရတယ်နောက်လောက်တော့ကျွန်တော်ပို့ထိုးလိုက်တယ်300ပို့ထိုးလိုက်တယ်အဲအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကနောက်လောက်ဆိုရင်တော့ response လောက်လာတတ်တယ်ဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်